ဟုတ်တယ်အကိုတို့ဆနာဒီအကြောင်းလေးလာပြောပြခြင်းနေတာဆနာလေးအမျိုးသားစေးရောင်းတဲ့တက်တန်းတက်ချောက်တခါမှကိုမကြုံဘူးတာတော့တိလာဘာလဲဆိုတော့လေအမျိုးသမီးတယောက်ကနော်စေးခဲနေတဲ့အမျိုးသားအတွက်ဆိုပြီးတော့မန်းလေးကအမတယောက်ချက်ပေါက်တဲ့ကိုရောက်လာတယ်ဟုတ်တယ်တိလာ तू ဆနာရဲ့ဒီလိုဗီဒီယိုတွေတွေ့ပြီးတော့ဗောနော် तू ချက်ပေါက်တဲ့ကိုရောက်လာတယ်အဲ့တော့ကိုက ဟဲ့ပုံမှန်ဆိုအမျိုးသားစစ်ဆိုအမျိုးသားတွေပဲလာဝဲတာလေနော်။ तू ကအမျိုးသမီးလာဝဲတာဆိုတော့ကိုကအံ့ဩသွားတာပေါ့။ဟဲ့ပါလဲပေါ့။အဲ့မှာမင်းမျက်လိုက်တဲ့ချိန်မှာပါလဲဆိုတော့ဒီအမရဲ့အမျိုးသားကတဲ့နော်။ तू ကစိတ်ခဲနေတာပေါ့။ကိုရီးယားစိတ်ခဲနေတော့ခါကျတော့အိမ်တော်ကြီး तू ကအပြည့်ဝမစွမ်းဆောင်နိုင်ဘူး။အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အမျိုးသမီးကသူ့ကိုနားလဲပေးတယ်ဆိုပေမဲ့အမျိုးသားဘက်ကသူ့ကိုသူကသိရမလား။စွမ်းဆောင်ရည်တွေကြာလာတဲ့အချိန်မှာအားမလို့အားမရတွေဖြစ်တဲ့စိတ်တိုင်းမကြတော့ဘူး။နောက်ဆုံးမှပြောရင်တိမ်ငယ်စိတ်တီတီဝင်လာတယ်ပေါ့နော်။အဲ့ဒါကြောင့်ဒီအမျိုးသမီးလေးက ဒီဟာကစီးခဲပြီလားဗောနော तू မှားခြင်းနဲ့ဆိုပြီးတော့လာပြီး तू ကမေးနေတာအဲ့ဒါနဲ့ဆန္ဒတေချာမေးလိုက်တဲ့အချိန်မှာသူ့ရဲ့အမျိုးသားကအသက်က24နော်စီးခဲတာကလည်း9လဗောနော်9လရှိပြီအတောက်စားလည်းလုံးဝမရှိဘူးဆိုတော့ဆန္ဒအသေးစိတ်သူ့ကိုတေချာလေးပြောလိုက်တယ်ဗောနော် तू ကလည်းအမရဲ့လက်ဖက်တစ်ခါလေးချက်ချင်းပို့ပေးဆိုတော့ကိုကလည်းပို့ပေးလိုက်တာဗောနော်အဲ့မှာ तू ကအမလေးပျောက်သွားတယ်တော့ဘာမှမပြောတော့ပျောက်သွားတယ်အမမှတ်မှတ်ရရနော်စက်တင်ဘာ26ကနေလာမာသွားတယ်အဲ့မန္တလေးကအမကလေး အောက်တိုဘာနော်အောက်တိုဘာဒီလ14ရက်နေ့မှာလာပြီးတော့သူကစီလီမှာတလဝမ်းတာအားရတယ်လာပြောတာဘာပြောလဲဆိုတော့မမရေးတယ်နော်စေးလိမ့်တာနှစ်ပတ်ကျော်ပဲရှိသေးတယ်တဲ့စေးခဲတာအရှင်းပြောက်သွားပြီတဲ့နော်ဒါတော့မားတဲ့အမျိုးသားတရက်ကိုတစ်ချိန်ပဲလိမ့်တာရတယ်တကယ်ကိုကောင်းတဲ့စေးစွမ်းကောင်းလေးပါဆိုပြီးတော့ဗောနော်သူကိုယ်တိုင်ကဝမ်းတာအားရနဲ့ခြေဆုတွေအကြိမ်ကြိမ်တင်ပြီးတော့လာပြောပြပေးတာ အခုလိုကြားရတာလေးသိလားဟို တကယ်ကိုအားရတယ်ပြီးတော့ဒီအမကိုကုညီကွန်းရတဲ့အတွက်လေတကယ်ကိုဝမ်းသာရတယ်ကွာသိလားဝမ်းသာရတယ်အဲ့တော့ဘာလဲဆိုတော့ဒါဒီအနာနဲ့စေတဲ့သွားတာပေါ့ပြောရမယ်ဆိုရင်ကွက်တိဖြစ်သွားတာပြောရမယ်ဆိုလို့ရှိရင်ဒါဒီကိုဒီ သူကဒီကြားမနိုင်တဲ့အဓိကလောက်ထားတယ်ပေါ့နော်ဒီပစ္စည်းလေးကိုသူသုံးပြီးတဲ့အချိန်မှာဆေးခဲတာလေလုံးဝအရှင်ပြောက်သွားတာအဲ့တော့ပြောချင်တာဒီအကိုတို့ဒီထဲမှာရောဆေးခဲနေတဲ့အကိုတွေရှိတယ်ဆိုလို့ရှိရင်ဘာလေးသိစေချင်လဲဆိုတော့လေကိုကဆေးခဲနေတယ်ဆိုရင်ကြားမနိုင်မြစ်ကိုသွေးလိမ့်ပါကြားမနိုင်မြစ်ဒီသူကလေအဖို့အကျိတ်တွေပျောက်တဲ့နေရာမှာဆရာကြီးတော့အကိုတို့ဒီလာကိုအဲ့လိုမျိုးရှားရမှာသွေးရမှာပြင်းနေဆိုရင်ကြားမနိုင်နေတဲ့အဓိကလောက်ထားတဲ့ဘေးထွက်ဆိုးချိုးကင်းတဲ့သဘောပစ္စည်းလေးတွေကိုတုံးကြည့် ဒါလေးကိုလေအဲ့အတိလေးကိုအကိုတို့သိစေချင်တာနော်ဆန္ဒအဲ့လိုမှမဟုတ်ဖက်နဲ့ကွာတိလာကိုကဘာတွေနဲ့လောက်ထားမှမသိတဲ့ဆေးတွေတော့မယ်နော်အဲ့လိုမျိုးတွေလုံနေမယ်ဆိုလို့ရှိရင်တေချာရဲ့အကိုတို့အနာနဲ့ဆေးမတဲ့တဲ့ပြီတော့အကိုတို့ဆေးခဲတာဘယ်တော့မှပြောက်မှာမဟုတ်ဘူး ဒါလေးပြောပြချင်တာနော်ဆန္ဒဆိုလိုက်တာအခုဆိုရင်ပေါ့နော်စိတ်ခဲနေတဲ့အမျိုးသားတွေသိငယ်ပြီးတော့တိုးနေတဲ့အမျိုးသားတွေကိုကူညီပေးနေရပေါ့နော်အဲ့တော့ဒါဆန္ဒကိုယုံကြည်လို့လာတဲ့အကိုလေးဆိုလို့ရှိရင်သူတို့ဒါတိချာလေးသုံးဆွဲပြည့်တဲ့အချိန်မှာစိတ်ခဲပြေလာကြတယ်လုံးပတ်ဖွန်ထွားတယ်စိုက်ရှည်တယ်ဆိုတဲ့သူတွေအများဆုံးမှာအများကြီးပဲအဲ့တော့အဲ့ဒါဘာလေးလဲဆိုတော့ဟော်ဒီရဲ့အနီရောင်မစီမံလေးပါရှင်အဲ့တော့လိုအပ်တယ်ဆိုတဲ့သူတွေတုံးကျင်တယ်ဆိုလို့ရှိရင်စနိုက်စီပြီးဒါမှမဟုတ်လေးနှစ်ကိုလေးခွန်းသုံး6 9 8ကိုလာပြီးတော့မင်းမြန်းစုံစမ်းလို့ရတယ်နော်ကိုလိုဟုတ်ကဲ့